ရိုးရိုးအဟောင်းပေါ်နေတယ်နော်အချင်းကြီးရောကျွန်မရောကျွန်တော်တို့ဇာဝင်းနေရငလီကဲအားလုံးပဲမင်္ဂလာပါဗျာဒီနေ့ဘူဂျိုမှာတော့ကျွန်တော်နည်းနည်းလေးထူးဆန်းတဲ့ဘူဂျိုတစ်ပုဒ်ကိုပြပေးခြင်းပါတယ်အဲ့ဒါကတော့ဒီမှာသူတို့ပြောပုံအရဆိုလို့ရှိရင်တော့သူတို့ကတော့ဒီ ရေနန်းတော်အစ်စ်လို့ပြောတယ်ပေါ့နော်ဟိုအရင်နှုံးထဲကရှိတယ်ဒါပေမဲ့မြေအောက်ကိုမြုပ်သွားတဲ့ရေနန်းတော်လို့သူတို့ကတော့ပြောကြတယ်ဒါကဒီငလျင်လှုပ်တဲ့အချိန်မှာအကြောင်းရင်းဖြစ်ပြီးတော့မြေအောက်ထဲကနေပြီးတော့မှပေါ်လာတဲ့ အဲအရာဝတ္ထုပေါ့နော်အရာဝတ္ထုဆိုတော့ကျွန်တော်တို့ဒါအုတ်တတိုင်းနဲ့လည်းတူတယ်ဒါသူတို့ကတော့ရည်နန်းတော်လို့ပြောရပေါ့နော်ဒီငလျင်လောက်ရာကနေပြီးတော့မှဒီမြေအကြောင်းနဲ့ကနေပေါ်လာတဲ့ဒီအုတ်တတိုင်းလိုမျိုးပုံစံမျိုးပေါ့နော်သူတို့ပြောပုံရဆိုရင်တော့ဒါရည်နန်းတော်လို့ခေါ်ရပေါ့နော်အဲ့ဒီအရာကကျွန်တော်တို့ဒါဘာဖြစ်မလဲဆိုတာကတော့ဒီ 24G မှာတိမှာပေါ့နော်တကယ်လို့ 24G မယ်ဆိုလို့ရှိရင်တော့ဟိုတက်တိနားလေတဲ့ရှေးအောင်သူတေသနာပညာရှင်တွေဖော်တာပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်မတိတ်ပြီးတော့ဟိုမကြွမ်းမကျင်မဲနဲ့မတိနားမလဲပဲနဲ့ဒူလို့ရှိရင်ဒါရှေးအောင်မွေနေတဲ့ ထိခိုက်ပျက်စီးဆုံးရှုံးနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွမ်းကျင်တဲ့ပညာရှင်တွေအာဒူးဖော်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့တင့်တော်တယ်လို့ကျွန်တော်ကတော့ထင်ပါတယ်အဲကျွန်တော်ရဲ့ဒီဗီဒီယိုထဲမှာကြည့်နေတဲ့ဒီသူတွေကဒီအရာကဘာဖြစ်မယ်လို့ထင်ကြလဲဗျာ comment မှာကိုယ့်ရဲ့ဒီထင်မြင်ယူဆချက်ကလေးတွေကိုလည်းအဲမှတ်ခဲ့ပေးကြပါဦးနော်အဲတွေ့ရတဲ့ပုံစံအရာဆိုလို့ရှိရင်တော့ဒါကတော့ဒီအုတ်တတိုင်းရိုးရိုးပုံစံမျိုးနဲ့မတူဘူးပေါ့နော်ဒါကနန်းတော်တစ်ခုခု ဖြစ်လိမ့်မယ်ကျောင်းသားတခုခုဖြစ်လိမ့်မယ်လို့ထင်နေပါတော့အုတ်တိုင်းဆိုလို့ရှိရင်တော့ကျွန်တော်ဒီတိုင်းပြောင်ချောရွေးနေမှာပေါ့နော်ကဲကို့ထင်မြင် user check ကလေးတွေကိုလည်းမှန်းခဲ့ကြပါအောင်နော်ကဲကျွန်တော်တစ်ချက်လောက်သွားကြည့်လိုက်ရအောင်နော်ဒီဝမ်းနဲ့သခိုင်းချာငရင်းချောငရင်းချောတယ်ကွာဒီလိုမျိုးငရင်းချောတယ်လည်းမျိုးဘုရားကျွန်တော်ဒီရက်အကူကြီးနေနေကနေရငရင်းလောက်ပြီးရောတဲ့ရှင်နန်းတော့အစ်စ်ပေါ်ရဆိုလို့ဒါကဘုံမပြောသေးဘူးကဲအခုငရင်းကိုပေါ်လာမှာမဲ့ 来自己那边买猪肉，三只了，要进。三只肉。这是哪种？哪种？哪种？也好买不？这几只买多少呢？但是侬，但表面是烤木样来铺的，但烤木。对。对。但烤木。哦，他妈是的。多少年的？好些的，你多少？多少年的？好些的，好些的。多少年的？ ဒါဒီငလီလုံးမငလီလုံးမပေါ်လာတာငလီလုံးမငလီချောင်းနဲ့ပွဲပြီးတော့ဒီညရုံရုံအဆုံးပေါ်နေတယ်နော်အချင်းကြီးပဲဒီမှာနော်ဒီမှာလေးဒီအောင်မှုပဲဒီမှာလေးရှိတယ်ဘယ်နဲ့ပြီးတော့ရှိအောင်မှုပဲညာရေးခါကြတော့ပေါ်သွားတယ်နေပြတာအင်းဒီမှာအဆောင်လားအိုင်းလားတော့မသိဘူးကောနော်ခေါင်းကြီးမှသိမှာအမြေထဲမှာတိမ်မြုပ်သွားတယ်နေရာလေး ကျေးဇူးစကားမြေငါတင်ပြရနေရဘူးပြင်ပြမှာဆိုရင်အားကြီးအားရတာလေလုံးဝမပြရအောင်လည်းမမျိုးတမျိုးရှိနေတယ်အဲ့လိုပြောတာပေါ့ဘယ်လိုမှမဟုတ်ဘူးအင်းဝမတီကတခြားမျိုးဖြစ်နေဖြစ်နိုင်တယ်ဒါလို့ခံမှန်းလို့ရတယ်ဆောင်းဆောင်းလေးအောင်လည်းမတွေ့ရဘူးဆောင်းလေးကျွန်တော်တို့ဟိုကျွန်တော်ဝင်နေရငလီငလီကြောရကြတယ်မဟုတ်လားပြောပြလာနေရတဲ့ဘူးမမျိုးငါကကိုတော့ကံထူးလို့တွေ့ရတယ်